ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့စာရေးဆရာမမတ်ကြီးဦးရေးသားထားတဲ့မြတ္တာမိုးရင်နဲ့အခြားဝတ္ထုတို့များစာအုပ်ထဲမှာပြစ္ဆုတ်ပန်နိုင်ရှင်သန်ခြင်းဆိုတဲ့ဝတ္ထုတို့တွေကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမကတော့စာဖတ်သူညလင်းကုန်ဖြစ်ပါတယ်ရှင်ပြစ္ဆုတ်ပန်နိုင်ရှင်သန်ခြင်းနှစ်ပေါင်း30နီးပါးများမိသားစုစာဝတ်နေရေးကိစ္စတော်နဲ့လုံထွေရုံးကံပြီးသားသမီးများပညာဆောင်ရွက်လုပ်ငန်းခွင်သို့ဝင်ရောက်သောအချိန်မှစကား ကျမအားအနားယူအပန်းဖြေခွင့်ပြုခဲ့သောကြောင့်ဓာတိတို့ပြန်၍တရားစခန်းဝင်ရောက်ခဲ့ပါသည်။တရားစခန်းတည်ရှိရာသို့စက်တက်လေငယ်များဖြင့်15မိနစ်ခန့်တွားရပါသည်။ရန်ကုန်မှဇာတိမြို့သို့6နာရီကျော်မြောက်ကားစီးခဲ့ရသောရင်းငွေပင်မမှုများသည်စက်တက်လေမောင်းရာ၌ထိခိုက်ရိုက်ဆင်လာသော ရေဆက်ရေမွာများကြောင့်လမ်းဆန်းကျဉ်းနှုတ်ခဲ့ရပါသည်။ ဓမ္မဤအေးရိပ်သည်ခီးအစတွင်ပင်ကြည်လင်ရွှင်ပြသောအသည့်များအဖြစ်ခံစားရပါသည်။တရားစခန်းဝယ်သူများအားတင်ဆောင်လာသောစက်တက်၄၅စီးသည်ရိပ်သာရှိသည့်ဘုံကြီးကျောင်းရှိမှတဲတောင်ပြင်တွင်စိုက်ကပ်ခဲ့ပါသည်။ကျမတို့ရောက်လာချိန်ကို အသည့်ကြိုးစိုးစောင့်ဆိုင်နေသောဝေယဝိဆာအဖွဲ့မှလူငယ်ယောက်ျားမိန်းကလေးများသည် ကျမတို့၏အဝိအိအိယာလေးများကိုတဲယူ၍ ကျမတို့အားကိုညီတွဲကဖေးမှခေါ်ဆောင်သွားပါတယ်။နှစ်ပေါင်း30မြောက်ဘဝတွင်ကျင်လည်နေထိုင်ရစဉ်ခင်မွန်တဲ့နေသားသမီးတို့ကိုအိမ်ဝမှာအမြဲကြိုဆိုခဲ့ရသောကျမဘဝတွင်ကျမအားကြိုဆိုခံရသည့်ခံစားမှုသည် အတိုင်းမသိပီတိဖြစ်စရာပင် လာခြင်းကောင်းသော ခရီးစဉ်ဖြစ်၍ကောင်းမွန်သည့်ကိစ္စများဖြစ်လာပါသည်။ညနေ9နာရီခန့်တွင် ရေမိုးချိုးရပါသည်။ ရေချိုးပြီးတိုင်းတနခါအစစ်တုံးကိုခက်ပြစ်ပြစ်သွေးကတကိုယ်လုံးလိမ့်ကြံတတ်သောကျမအတွေ့ဤတရားစကားတွင် ချစ်ပါသီလာခံယူရန်နှံ့သာမလိုရပါခန္ဓာအတွေ့မွန်ဆောင်မှုရောပါသွား၍ပင်မဲမှုတက်တာပါသည်ဤငိမ့်အေးခြင်းသည်ပင်ပြမဥစွာဓမ္မဤအရသာတကိုဖြစ်ပါသည်တရားစကားတွင် အမျိုးသမီးယောဂီဥယေသည်အမျိုးသားယောဂီဥယေတဲ့ သုံးလေးစာခန့်များပါတယ်။နတ်ပြည်တွင်နတ်သားတစ်ပါးလျင်နတ်သမီးတစ်ဖက်900ဆိုသော အချိုးနှုံများမစိုးဝါပါ။သို့တော့အမျိုးသမီးယောဂီ75ဦးရှိပြီးအမျိုးသားယောဂီ29ဦးသာရှိပါတယ်။ဓာတိတရားစခန်းဖြစ်၍ကျမအားပညာသင်ပေးခဲ့သောတရားမကြီးများပါဝင်နေသလိုကျမပညာသင်ပေးခဲ့ဖို့သော တပည့်လေးများကလည်းကြည်လင်ရွှင်ပြရွေး အိန္ဒြေရသောမျက်နာလေးများနဲ့ကျမအားနှုတ်ဆက်ကြပါတယ်။ကျမအားတင်ချာတင်ပေးခဲ့သောတရားမကြီးသည် အသက်90နီးပါးခန့်ရှိပြီးရေးမာလေးနဲ့အတူကျမအနာတွင်နေရာယူခဲ့ပါတယ်။ကျောင်းတွင်တင်ချာတင်ပြပေးခဲ့သောဆရာမကြီးသည်တရားစခန်းသို့ပြန်မဆုံးဝင်ရောက်လာသူကျမအားယောဂီတယောက်ဤစီကန်းချက်များကိုကျင်းလင်းပြောပြဩဝါဒပေးခဲ့ပါတယ်။ရန်ကုန်မှကားစီးလာခဲ့ရသည့် ပြင်းမှန်မှုကြောင့်အဲ့ရအပြောင်းလဲကိုပင်တတိမထားနိုင်မဲနေချိုက်စွာ အိပ်ပျော်သွားခဲ့တော့ကျမသည်နည်းနည်း၄နာရီထိုးစီတန်းကြားမှပင် နိုးခဲ့ပါတယ်နိုးလာတော့ခန္ဓာသည်လည်းအေးရဝါတော့ကြောင်းလန်ဆန်နေပါတယ်ကျမ၏အတွေ့တို့သည်တရားထိုင်သည်ရိတ်သားတဲ့သို့မရောက်ခင် အိမ်မှာနေစဉ်က ခံစားမှုတရားစခန်းဝင်ရောက်သည်ခံစားမှုများကို အမြဲနှိုင်းယှဉ်ပြီးတွေးလေရှိပါတယ် တရားစခန်း၏အင်းကြီးမှုများကိုကျမအသိနောက်ကြခဲ့ပါတယ်။သို့တော်ပြစ္ဆုတ်ပန်သည်အဓိကဖြစ်သည်မို့ကျေနပ်ရပါတယ်။จิตပါတိလာခံယူဆောက်တည်ပြီးတရားမှတ်ရပါတယ်။ညင်သာစွာပိတ်ထားသောမျက်ခွန်တွင်မှမျက်လုံးအိမ်သည် တုတ်လုတ်ခက်ခက်ရှိနေသည်ထင်နေ။ပြင်းချင်းပြက်ချင်းနှင့်ဝင်လာတော်လေ တိုးထီသွားသောနှာသည်ပြ။တစ်ခါမှတ်လျင်တက်နှစ်ခါမှတ်လျင်နှင်း တိုးထီသွားသောလေကိုခန်းစားလျင်အမှတ်က၃ဖြစ်လား၄ဖြစ်လားအစပြန်မှန်ပြစ်တယ်ပြက်တယ်ဘဝတရားများထိုင်ခဲ့ကြပါရဲ့ကုံရှုံသွားသောစီးပွားဥစ္စာများခင်သူ မောသူရယူခြင်းပေးဆက်ခြင်းဘဝဤမမြဲမှုကို လေသွင်းလေထုံမှန်အောင်လုပ်ခြင်းနှင့်ပင်သင်ငန်းစာရလျက်ရှိပါရဲ့တရားထိုင်ခါစားကျမတွင်ဤမြလောက်သဘောပေါက်မည်ဆိုပါက နေ့စဉ်တရားစခန်းဝင်ခဲ့တော့တရားမကြီးဆိုရင်တော်တော်အေးချမ်းနိုင်မည်ထင်ပါတယ်။ဤတွေးတော်စိတ်နဲ့ကျမဘေးတွင် တရားထိုင်နေသောဆရာမကြီးအားမျက်လုံးစောင့်နေ၍ကြည်မိသောအခါဆရာမကြီးခန္ဓာကိုယ်မှာရှည်တိုးနောက်ယိုင်လျက်လှုပ်ရှားနေသည်ကို တွေ့ရပါတယ်။ဆရာမကြီးမှာနှစ်နှစ်ခြိုက်ခြိုက်ငှိုက်နေခြင်းဖြစ်ပါတယ်။ကျမကဲ့သို့သတိထားမိသောဆရာမကြီး၏ရေးမာလေးမှာ ဆရာမကြီး၏လက်ကိုပြင်းပြင်းထန်သာစွဲခါလှုပ်ရမ်းလိုက်ပါတယ်။ကျမတို့နားနေဆောင်သို့ပြန်ရောက်သောအခါဆရာမကြီးထံမှ စကားသံများထွက်လာပါတယ်။ကျုပ်နင်ကရန်ကုန်မှာစာလေးပါလေးရေးတဲ့သူ ဆိုတော့ငါငိုက်တာကိုမှတ်စုထုတ်ထားတယ်။နင်ရေးတာသိလား။နှမဲတငိုင်းနှငိုင်းတစ်ခါပြောနှစ်ခါပြောတရေးရာဆရာမကြီးတင်တင်ချဆရာမပြပြီး ငိုက်ချင်းကိုပင်မှတ်စုထုံနှုတ်ခါတန်တစ်သူဖြစ်ပါတယ်။သူ့မှတ်စုစကားကြောင့်အရက်ထဲမှလို့မရေနိုင်ပဲပြုံးကြရပါတယ်။တတိအမှန်မလွတ်ရန်ကြင်ကြံနေထိုင်ရင်လွတ်သွားသည့်အခါများလည်းရှိပါတယ်။သို့တော်လွတ်သွားသောအာယုံတို့ကိုချက်ချင်းပြန်စုစည်းနိုင်ရန်တရားမှတ်ချိန်တို့သည်ပြည့်လျက်ရှိတယ်။ကျမတို့အရွယ်သည်ဒုတိယအရွယ်ဖြစ်၍ဆရာမကြီးတို့အရွယ်မှာတတိယအရွယ်နှင့် ဆီယာမကြီး၏မြေမအရွယ်သည်ပြမအရွယ်ဖြစ်ပါသည်။တမတို့၏အရွယ်များသည်လည်းကောင်းဆီယာမကြီးတို့ကဲ့သို့အရွယ်များသည်လည်းကောင်းငိုင်မြင့်ချင်းဝေဒနာနှင့်အတူဒူးနာဒုက္ခဝေဒနာများနှင့်ငြိမ်သက်မှုမရှိကြပါ။တည်ငြိမ်မြဲမြံစွာမှတ်အားကောင်းလာပါသည်။တတရအရွယ်တရားရှာဆိုခြင်းမှာပြုပြင်စရာဖြစ်မည်ထင်ပါသည်။တတရအရွယ်၏ဝေဒနာတို့သည် တရားမတွေ့ခင်မှာရင်းထန်လာပါသည်။ ငိုင်မင်းတက်သူမဟုတ်တော့လဲဒူးကြီးပေါင်းဝေဒနာကို နေရာမပြင်းပဲစက်မှန်ကျင်လျင်ဝေဒနာလုံးမြောက်သည်လဲချီတတ်ပါတယ်ဤကျင့်ကြံအားထုတ်မှုများသည်နိဗ္ဗာန်သို့မရောက်နိုင်သေးတော့လဲအပေသို့မရောက်နိုင်ဟုကြုံကြည်တယ်မင်းကလေးယောဂီငယ်များဤကျင့်ကြံအားထုတ်နိုင်မှုများသည်ကြီးကျူးစရာဖြစ်ပါတယ်ဆရာမကြီးဤမြင်းမာလေးသည်ညနေဆောင်လျင်ကြက်တော်တော့ဂျင်းတုံးနဲ့ အေးအေးပူများကိုငင်းရှက်စွာစာတုံးတတ်တယ်။စာတောက်ရာတွင်လည်းလင်းမြန်လှသူမို့ဆရာမကြီးကယောဂီဘလို့စားတာလဲဖြစ်ဖြစ်စားပါ။တတိအမှန်မလို့စင်နဲ့ဟိုပြောတီကိုမြင်းမငယ်ကဟုတ်ကဲ့ပါအဖွားရဲ့။တမီလည်းတတိနဲ့စားတာပါ။အမှန်လည်းမလို့ပါဘူး။ဖြစ်ပြက်ဖြစ်ပြက်ဆိုပြီးခတ်သွက်သွက်ဆွဲတာပေါ့တဲ့။ညီအဖွားနှစ်ယောက်ဤအတိုင်အဖောက်စကားများကြောင့် နှုံးနေသောခန္ဓာကိုယ်တို့နှင့်ပြုံးကြရပါသည်။တရားစခန်း၏နောက်ဆုံးရက်မတိုင်ခင်တရက်တွင်တရားပြဆရာတော်မှတရားများဆွေးနွေးဟောပြောကြပါသည်။သခန်းဝင်ယောဂီများကိုလည်းတရားများဆင်မေကြပါသည်။နေ့စဉ်နေ့တိုင်းတကြံရက်များတွင်ရန်ကုန်မှပြန်လာသောသားများနှင့်ရေကစားမတ်တပ်ထိုးကဒီသပင်ပွဲဆင်နွယ်သူဦးမင်းဟန်ဆိုသောမြို့မြေနှဖုံလူကြီးသည် ရခိုးနှစ်တွင်ကြက်မရေမကောင်း၍တရားစခန်းသို့ဝင်ရောက်ခဲ့သည်။ကျောင်းနိုင်ဆရာတော်နှင့်တပည့်ရင်းတကားရင်းများဖြစ်၍တရားပြဆရာတော်နှင့်လည်းညနေစိမ့်မဟုတ်ပါဆရာတော်ကအိုမင်းဟန်အားတရားစခန်းသို့ဝင်ရောက်ခြင်းအပေါ်ခန်းစားချက်ပြောပြပါဟုမေးလျှင် တပည့်တော်ဝေဒနာနှစ်ပြုခန်းစားရပါတယ်ဖေဟာဒီနေ့မှတရားစခန်းဝင်တာဝေဒနာတွေ့တယ်ဆိုတော့တွေ့တဲ့ဝေဒနာကိုပြောပြပါအောင်ဟို တရားတော်မှမိန်တော်မူလင်မှန်လားပါတပည့်တော်စင်ရဲချမ်းသာဝေဒနာနှမျိုးတွေ့ခဲ့ပါတယ်ဖေဟာအဲ့ဒါတွေကတော့တရားထိုင်ဖို့ထိုးစီတန်ကြားတဲ့အချိန်မှာ စိတ်ဆင်းရဲပြီးအာဟာရသုံးဆောင်ဖို့ထိုးစီတန်ကြားတဲ့အချိန်မှာစိတ်ချမ်းသာပါတယ်ဖေဟာဟူ၍ဖြစ်ပါတယ်အိုးမင်းဟန်ဤလင်ညာချင်းကင်းတော်စကားများကြောင့်တရားတော်နှင့်ယောဂီအလုံးပြုံးကြရပါတယ် ထို့နောက်ဆရာတော်သည်ဦးမင်းဟန်၏နောင်နာစီမှမြို့သားယောဂီတယောက်ကိုလည်းမေးမြန်းပါတယ်။ထို့ယောဂီကလက်အုပ်ချီလျက်ဆရာတော်အားသူ့ကိုယ်သူမိတ်ဆက်တယ်။တပည့်တော်ကမတ်ပုတင်ကဦးသိန်းစော်ပါခင်ဗျာ။အမျိုးသားယောဂီ၏စကားသံဝဲဝဲကိုဆရာတော်ကနားမလည်ကျွေးဘေးမှာယောဂီတယောက်ကဝင်ရောက်ရှင်းပြတယ်။"သူကမတ်ပုံတင်ဌာနကဦးသိန်းစော်လို့ပြောတာပါဗျာ။" ထို့နောက်ဦးသိန်းစော်၏တကားတန်ဝဲဝဲတို့ကိုတရားတော်သည်ပြုံး၍နားထောင်နေတယ်။တပည့်တော်တရားမှတ်ရင်မှတ်ရင်တဲခါတဲခါမြောက်တက်ပါれဖေယား။မဖြစ်တာမှန်မတိလို့ပါဖေယား။တရားတော်မှာသူစကားကိုကောင်းတငိမ့်ငိမ့်ဖြင့်နားထောင်ရင်အဲ့ဒါတကားကြီးငိုက်သွားတာ။ဘာလဲ။ဇန်ရသွားတယ်ထင်လို့လား။ဟိုပြန်ပြောလျင်အလုံးရေမောတံကိုနားထောင်ရင်ယောဂီ ဥသိန်းစော်သည်လည်းရောနှောရေမောတတ်တယ်။တရားစခန်းဤစကားသံတိုင်းသည်နှလုံးကြည်မွေးပွေရာများဖြစ်တယ်။ခொနည်းရဲ့ပြည်တိမနဲ့တရားထိုင်ပြီးအာယုံဆွမ်းစားပြီးသည်နာတရားစခန်းသိမ့်တယ်။ကျမတို့မြို့ပြန်ပြီးအဖွဲကို အလားကကဲ့သို့ပင်သက်တမ်းတင်ငယ်များဖြင့်ရံရံတောင်းဆိုင်နေတယ်။ထို့သောစောင့်နေတဲ့ဆီယမကြီးနှင့်ကျမတို့ယောဂီ၅ယောက်တို့သည်ဘုန်းကြီးကျောင်းရှိမှာ တဲတောင်ပြင်သို့ဆင်ခဲ့ကြတယ်။ကံမများပြို၍တဲတောင်ပြင်ဖြစ်ထွန်းလျက်တောင်ပြင်သည်ကျေပြန့်စွာမြစ်လည်းထိပင်ရှိနေပါတယ်။ရေကြချိန်ဖြစ်၍ကျေပြန့်လာသောတဲတောင်ပြင်ပေါ်တွင်ကျမတို့အဖွဲ့တတိအမှတ်မပါသောလေသွင်းလေထုပ်အလုပ်ကို အားရပါရလုပ်ကြပါတယ်။လက်နှစ်ဖက်ကို အပေါ်သို့မျှ၍လေကိုရှို့သွင်းလက်နှစ်ဖက်အောက်ချ၍ လေကိုမှုတ်ထုံလုံနေစင်ပါပဲခက်လန်းလန်းမှာတင်မောတစည်းသည်သူ့အားလက်ရခေါ်သည်ထင်၍ဒီမတို့ရှိရာဘက်သို့ဥတီခုံမောင်းလာပါတယ်ထိုအခါဆရာမကြီးသည်ထိတ်လန့်တကြားနေဟိုမှာတင်မောကသူ့ခေါ်တဲ့ထင်ပြီးလာနေပြီပြေးပြေးဟိုဆိုကကဲမပေါ်သို့ဆရာမကြီးအိုးဆုံးရောက်သွားတယ်ဒီမတို့အားလုံးသည် သူ့လက်နှစ်ဖက်နဲ့ဆွဲတင်ကတင်မောအမြင်မှလွတ်ရသို့သွားပြီး အားရပါရရဲကြရပါတယ်။အသေးကြီးတော်လည်းအပြေးတန်သောဆရာမကြီးထံမှစကားတန်ကြရပါတယ်။လူဘွားဆိုတာလည်းဒီလိုပါပဲ။မထေမတ်တာတွေမမျော်လင့်တာတွေပြစ်တတ်ကြတာပေါ့တဲ့။ဖြစ်ပြီးသွားတော့ရောပြစ်လာမှာရောဘာမှအရေးမကြီးပါဘူး။အရေးကြီးတာကအခုပြစ်ဆုံးပံမှာပဲ။တင်ချာဆရာလောကနေရာမှာတရားနဲ့ကာလတန်ဖိုးကိုလည်း တွက်ချက်ပေးတဲ့သူတယောက်ဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။တရားမမကြီးအိုရေးသားထားတဲ့ပြစ်စုံပန်၌ရှင်သန်ခြင်းဆိုတဲ့ဝတ္ထုတိုလေးကဒီညလေးမှာပဲ ပြီးဆုံးသွားပြီဖြစ်ပါတယ်။နားဆင်သူအားလုံးသိချမ်းသာခြင်း၊ကိုယ်ဤကြံပါခြင်းနဲ့ပြည့်စုံကြပါစေရှင်။